အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့မြင်းဆောင်တဲ့သမီးရွှေကမန်းလေးရဲ့ချိန်စာဆိုတဲ့ပုံမြင်လေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ပုံမြင်လေးကိုမတင်ဆက်ခင်မှာကျမတို့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်တော့ပုံမြင်လေးကိုအခုပဲတူတူနာဆင်ရအောင်နော်။ဒေါ်နေကြီးရဲ့အနောက်ဘက်ရွှေသားလေးမြက်ကွေအနီကမယိုးကူလို့ခေါ်တဲ့တငါရွာလေးတရွာမှာတော့ မောင်ညာနာဆိုတဲ့တန်ခါသေးလေးတယောက်ရှိခဲ့တယ်တဲ့သူကအသားညွညွအယပ်ပုပ်ပုပ်ဒါပေမဲ့မျက်လုံးတွေကတော့ကြည်လင်ပြီးတော့ဖြူစင်တဲ့စိတ်တက်ကိုထင်ဟနေတယ်သူကမနေ့ဆိုရင်မြစ်ထဲထွက်ပြီးတော့ငှားရှာနေတယ်ညနေရောက်တဲ့အခါမှာတော့မိဘကသူ့ရဲ့တစ်စ်ပအောင်ဆူးနေတဲ့တဲအိမ်လေးကိုပြန်လာတက်တယ်သူဘဝကဆင်းရဲပေမဲ့မိရဲ့ရေစီးတံကိုနားထောင်နေတဲ့ကောင်းကင်ကကြယ်ရူငေးချင်နေအမျိုးကိုပျော်ရွှင်နေတဲ့လူပေါ့ ဒါပေမဲ့သူ့ရဲ့ကိုဝင်ကိုပြတ်တီကတော့သူနဲ့တခြားစီပါပဲပြတ်တီကတော့ကြီးမားတဲ့ခန္ဓာကိုယ်နဲ့မျက်နှာပေါ်မှာအမြဲတမ်းတွန့်ချိုးနေတဲ့အရေးအကြောင်းတွေနဲ့လောဘကြီးသူတစ်ယောက်ပါကိုကျူပဲကြည်တက်သူတစ်ယောက်ပေါ့သူစိတ်ထဲမှာတော့ဘလို့လို့ရင်အမြန်ဆုံးချမ်းသာမလဲဘလို့လို့ရင်တော့သူတစ်ပါးထဲပိုရမလဲဆိုတဲ့အတွေ့တွေပဲကြီးစိုးနေရတယ်။သူကမောင်ညာနာရဲ့ယူသားမှုကိုအမြဲတမ်းအားမလို့အားမရဖြစ်နေပြီးတော့မင်းလိုယူအားတဲ့ကောင်ကဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးလို့ အမြဲတမ်းကိုပြောတတ်လေတာပေါ့တညမှာတော့ကောင်းကင်ကြီးကမောင်မဲလိုလာပြီးတော့မိုးတွေတဲထန်စွာရွာချနေရတယ်လျက်စီးတွေကတဖြက်ဖြက်လဲမိုးကျူးတွေကမြေကြီးတူအောင် ပြင့်နေချိန်မှာတော့မောင်ညာနာသူ့ရဲ့လင်းငယ်လေးနဲ့မြစ်ထဲမှာငားရှာနေကြတာပေါ့တာမန်အဖင်ဆိုရင်တော့အဲ့လိုမျိုးမှာတော့ဘယ်တငါမှငားမဖမ်းရပါဘူးဒါပေမဲ့မောင်ညာနာမှာတော့မနေ့ပြန်စားဖို့အတွက်စံတစစ်မှမရှိတော့တာကြောင့်ကြောက်စိတ်ကိုမြှောက်ချခဲ့ပြီးတော့ ငါဖမ်းဖို့ထွက်လာခဲ့ရတာပါ သူစိတ်ထဲမှာတော့မင်းအောက်ကြီးကအနက်ကောင်းနှမတွေကသူ့ကိုစောက်ရှောက်ပါစီလို့ဆူတောင်းနေကြတယ်တဲ့ရုတ်တရက်သူ့ရဲ့ပိုက်ထဲကိုတော့ကြီးမာပြီးလေးလံတဲ့အရာတခုတိုးဝင်လာတာကိုခံစားလိုက်ရတော့တယ်ပိုက်ကိုဆွဲတရာတိတ်ကိုခက်ခဲလို့လို့သူ့လက်တင်မနာကျင်လာခဲ့တော့တယ်သူကအာကုံတုံးပြီးတော့ဆွဲတင်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မင်းကြီးကသူ့မျက်လုံးတွေပြူးကျော်သွားပြီးတော့ပါးစပ်အဟောင်းသာဖြစ်သွားခဲ့ရတော့တယ် ပိုက်ထဲမှာတလဲလဲထနေတဲ့ရွှေငမန်းကြီးတကောင်ရဲ့ပါသူ့ဘဝမှာတော့ဒီလိုအကြီးကိုနေရွှေရောင်တလဲလဲတောက်ပနေပြီးတော့မျက်လုံးတွေကပရင်ရောင်လိုဝင်းပနေတဲ့ငါမျိုးတခါမှမမြင်ခဲ့ဘူးလူတွေငမန်းရဲ့ကိုယ်ပေါ်မှာတော့ရေအောက်ကဘာကတစ်ပင်ပန်းမှန်လေးတွေက ကပ်ပါလာသလိုပဲအဲ့ငမန်းရဲ့အသွင်ပြင်ကတာမန်ငါးတကောင်လိုမဟုတ်ပဲတမှုထူးခြားနေတာကိုတော့မောင်ညာနာချက်ချင်းရင်းမိလိုက်တော့တယ်သူ့ရဲ့နှလုံးသားထဲမှာတော့ကြည်နူးစိတ်နဲ့အတူ ထူးစင်းနဲ့ခန်းစားချက်တခုဝင်လာခဲ့တော့တာပေါ့ဒီငမန်းဟာနှငါးတကောင်ဖြစ်လိမ့်မယ်လို့သူအလိုလိုသိနေခဲ့တယ်သူစိတ်ထဲမှာတော့ငမန်းကိုဖမ်းမိလိုက်တဲ့အတွက်ပျော်ရွှင်တာထက်သူနှငါးကိုမတော်တဆဖမ်းမိသွားတာကြောင့်တောင်းမင်ချင်းစိတ်ကပိုများနေခဲ့တယ်တဲ့အဲ့လိုနဲ့မောင်ညာနာဟာအေးပြန်ရောက်လာတော့သူတငါပိုက်တဲ့ကရွှေငမန်းကြီးကိုတွေ့ပြီးတော့ပြတိဟာမျက်လုံးပြူးသွားခဲ့တော့တယ်ပြတိရဲ့မျက်နှာမှာတော့လောဘရည်တွေက ရှင်းရှင်းလင်းလင်းကိုထင်ဟနေကြတော့တာပေါ့သူစိတ်ထဲမှာတော့ဒီငါးကြီးကိုဘလို့ရောင်းစားရမလဲဘလောက်ပတ်စံရမလဲဆိုတဲ့အတွေ့တွေပဲပြင့်နေနေတော့တာပေါ့မောင်ညာနာဒါဒါဘလို့ငါးကြီးလဲဒီငါးမျိုးငါတခါမှမမြင်မှုဘူးရောင်းရင်တော့အများကြီးရမှာပဲဒီကောင်တက်ပြီးတော့မြို့ကိုသွားရောက်ရအောင်ဖြတ်တီကငမန်းကြီးကိုတမက်စွာကြည့်ရင်းနဲ့သူ့လက်ထက်ကဓာတ်ကိုကြစ်ကြစ်ပါအောင်ဆုပ်ကန်ရင်းနဲ့ပြောလိုက်တော့တာပေါ့မသိဘူးကိုပြတ်တီ နှစ်ထဲမှာငါးဖန်းနေတော့မှမိုးကျိုးတွေပြီးပြီးတော့လျက်စီးတွေလက်နေတဲ့အချိန်မှာတော့ရုတ်တရက်ပိုက်သေးကိုဝင်လာတာပါဒါကတာမန်ငါးတော့မဟုတ်တော့ဘူးထင်တယ်မောင်ညာနာတန်တရားစိတ်နဲ့ပြန်ဖြေတော့တာပေါ့သူ့စိတ်ထဲမှာတော့ဒီငါ့ကိုမတက်ကျင်စိတ်ကအပြစ်ရှိနေခဲ့တယ်အဲ့ဒီအချိန်မှာပဲရွှေငမန်းကြီးကတဖြည်းဖြည်းလူအသွင်းကိုပြောင်းလာပြီးတော့လက်ပါတဲ့မိမိမျိုးတူ ဖြစ်လာခဲ့တော့တယ်သူမရဲ့ဝိယုံကစိမ့်ပြိုင်အောင်တလဲလဲတောက်ပါနေပြီးတော့ ရင်ညှိနေတဲ့ပန်းမွေလေးတွေပတ်ထားသလိုပါပဲသူမရဲ့မျက်လုံးတွေကတော့မျက်ရည်လိုကြည်လင်ပြီးတော့သူမရဲ့အတန်ကလည်းစောင်းတယ်လို့ခြုံမြနေတယ်တဲ့အဲ့လိုနဲ့သူမရွှေတာလင်မျက်စောင့်တဲ့သမီးမေနန္ဒာဖြစ်ကြောင်းကိုမိတ်ဆက်ပေးပြီးတော့"အိုးမောင်ညာနာအကျွန်ုပ်ကိုလုပေးပါအကျွန်ုပ်ဒီရွှေတာလင်မျက်စောင့်တဲ့သမီးမေနန္ဒာဖြစ်ပါတယ်အကယ်၍အကျွန်ုပ်ကိုလုပေးပါက ခမရတို့ရဲ့ဘဝအတွက် လုံလောက်တဲ့ရွှေဥ990ကုလုံးကိုပေးသနာပါမည်အကျွန်ုပ်ဂတိတည်ပါသည်အကျွန်ုပ်ကိုလှူပေးပါလို့တောင်းပန်ပြီးတော့ဂတိပြုလိုက်တော်တာပေါ့မောင်ညာနာမေတ္တာရဲ့စကားကိုယုံကြည်ပြီးတော့သူမကိုလှူပေးဖို့ဆုံးဖြတ်လိုက်တော်တယ်ဒီလိုနဲ့မောင်ညာနာဟာပိုက်ကိုဖြည့်ဖို့ပြင်လိုက်တုံးမှာတော့ဗျာတိရဲ့လောဘစိတ်ကတော့မေးတောက်လို့တဟုန်ဟုန်တောက်လောင်နေပြီတယ်သူရဲ့မျက်လုံးတွေကမေးလို့နေရင်လာပြီးတော့အံကိုကြိတ်ထားခဲ့တော်တယ်မရဘူး ဒီလိုအလွယ်လေးလွတ်ပေးလို့မဖြစ်ဘူး။ရွှေဦးတွေရရင်တောင်မှသူလိန်ခင်ဘယ်လိုလုပ်မလဲ။ပြီးတော့ဒီလိုရွှေငါးကြီးကိုတတ်စားလိုက်ရင်လေသူ့ရဲ့အကြီးကိုကြီးကရွှေဖြစ်မှာပဲ။ငါတို့အားလုံးအကုန်ချမ်းသာသွားမှာပဲ။လွတ်ပေးလို့မဖြစ်ဘူး။ပြတ်တီကအော်ခစ်ပြီးတော့သူ့လက်ထရာတာနဲ့ငမန်းဖြစ်နေသေးတဲ့မေနန်တာကိုအကျန်းဖက်ခုတ်သားလိုက်တော့တယ်။မေနန်တာရဲ့သွေးတဆရာမြစ်ထဲကိုစီးဝင်သွားခဲ့တော့တယ်။အဲ့ဒီသွေးဆရာမိအောက်ခြေအထိစီးဆင်းသွားပြီးတော့ ရေအောင်နှက်ပြတခုလိုမိကျန့်ကျန့်အယောင်ကလွမ်းကြုံသွားခဲ့တော့တာပေါ့မိရေကနှီးရဲလာပြီးတော့မိသွေးရောင်လိုမဲမောင်လာခဲ့တော့တယ်ကောင်းငင်ကြီးကလည်းရုတ်တဲ့မောင်မဲသွားပြီးတော့လေတွေကတဝဲဝဲတိုက်ခဲလာခဲ့တော့တာပေါ့အဲလိုနဲ့ရေအောင်နှက်ပြရဲ့အနန္တတကူရှင်နှမင်းကြီးတတိမနီဟာဒီဖြစ်ရကိုချက်ချင်းကိုသိရှိသွားပြီးတော့အမြဲဒေါသကြီးစွာထွက်ခဲ့တော့တယ်သူဟာမိအောင်ချီကသူ့ရဲ့ပြင်ပေါ်မှာထိုင်နေရင် အမေတော်သားကြောင့်သူ့ပက်လေကပင်လေရီဟာစူပွက်လာခဲ့တော့တာပေါ့သူကသူ့ရဲ့ချစ်လက်စွာသောတမီးတော်မေနန္ဒာကိုတတ်ဖြတ်ခဲ့တဲ့ဖြာတီရဲ့မိုက်မဲမှုနဲ့လောဘအတွေ့တရားလုံးကိုတန်ခတ်ဖို့ဆုံးဖြတ်လိုက်တော့တယ်။အိုးမိုက်မဲသောလူသားတို့တင်တို့ရဲ့လောဘကြောင့်အကျွန်ုပ်ဤတမီးမေနန္ဒာအသက်ဆုံးရှုံးရကြည်ပြီ။တင်တို့အလုံးကျွန်ုပ်တန်ခတ်မီ။ဤရွာကိုရေအောက်သို့နှိမ့်ညွတ်စေမယ်။တင်တို့ရဲ့အပြစ်တွေပေးဆပ်ရမယ်။ တတိမဏိရဲ့အတန်းဟာမိအောက်ချီကနေဟိမ့်ထွက်လာပြီးတော့ကောင်းကင်ပြားကြီးကိုပင်တုန်လှုပ်စီခဲ့တော့တယ်။ကဘာမကြီးကြီးတုန်ခါသွားတယ်လို့ခန်းစားလိုက်ရတော့တယ်။မကြာခင်မှာပဲမရိုးကူရွာလျာတဖြည်းဖြည်းနဲ့မိရဲ့အောက်ကနိမ့်မြုပ်စာပြုတ်လာတော့တာပေါ့။တင်္ဂါတဲ့ရဲ့အိမ်လေးပြတ်တရရဲ့အိမ်လေးဟာရေအောက်ကတဖြည်းဖြည်းနဲ့နိမ့်မြုပ်ပြောက်ွယ်သွားခဲ့တော့တယ်။လူတွေဟာထိတ်လန့်တဲ့ကြောင့်အော်ဟင့်ကိုယူပြီးတော့အသက်လူထွက်ပြေးကြပါမိမဲ့ဘသူမှမလို့မြောက်နိုင်ခဲ့ပါဘူးတဲ့။ ရွာသားအလုံးဟာမိရဲ့အောက်ကိုနှိမ့်မြုပ်ပြီးတော့ပျောက်ကွယ်သွားခဲ့ကြတော့တာပေါ့။သူတို့ရဲ့အော်တန်တွေငွေရတဲ့နေဟာမိရဲ့အောက်မှာပျောက်ကွယ်သွားခဲ့တော့တယ်။ဒါပေမဲ့မောင်ညာနာတယောက်ကတော့ကံကောင်ထောက်မစွာနဲ့မိရဲ့နဲ့အတူမြင့်တက်လာတဲ့တောင်ငုံငယ်တစ်ခုပေါ်ကိုလွတ်ပြခံလိုက်ရပြီးတော့အသင်မတီဘဲနဲ့ကြင်ရစ်ခဲ့တော့တယ်။သူဟာပတ်ဝန်းကျင်ကိုကြီးလိုက်တဲ့အခါမှာတော့သူ့ရဲ့ရွာလေးဟာမိရဲ့အောက်ကိုလုံးဝနှိမ့်မြုပ်သွားပြီးတော့ပျောက်ကွယ်သွားတာကိုတွေ့လိုက်ရတော့တာပေါ့။ မိရဲ့ပြင်ကလည်းနေရဲနေစေ သူ့ရဲ့နှလုံးသားကနာကျင်မှုဝမ်းနည်းကြေကွဲမှုနဲ့ကြောင်ရုံမှုနေနဲ့တင်းနဲ့သွားခဲ့တော့ပေါ့ဖြားတိရဲ့လောဘကြောင့်အပြစ်မဲ့တဲ့ရွာသားတွေအလုံးသိဆုံးနေရတာကိုသူမြင်တွေ့လိုက်ရတော့တာပေါ့သူအသက်ရှင်ခဲ့တာအပြစ်ရှိတယ်လို့ခံစားလိုက်ရတော့တယ်ဒီဖြစ်ဖြစ်တရားငါကြောင့်ဖြစ်ခဲ့တာငါသာဖြတ်တိကိုတားဆီးနိုင်ခဲ့ရင်လို့သူကသူအပြစ်တင်နေခဲ့တော့တယ်အဲ့လိုနဲ့မောင်ညာနာဟာရွာသားတွေနဲ့ မေနန္ဒာကိုပြန်လဲအသက်သွင်းမှုအတွေ့တခုခုလုံးမှဖြစ်မယ်လို့ဆုံးဖြတ်လိုက်တော့ပေါ့သူစိတ်ထဲမှာတော့မေနန္ဒာရဲ့ကျင်နာတဲ့မျက်နှာနဲ့ရွှေဦး990ကုလုံးပေးမယ်ဆိုတဲ့ကလေးကိုပြန်လဲမယောင်နေခဲ့တော့တယ်ဒါပေမဲ့ရေအောင်နှက်ပြေဆိုတာကဘယ်လိုနေရာမျိုးလဲဘယ်လိုသွားရမလဲဆိုတာကို तू မသိခဲ့ပါဘူးလေ तू ဟာမြင့်ကနာတစ်ချောင်းရှောင်းရင်နဲ့ဖျားပထူဟောင်းတစ်ခုကိုတွေ့လိုက်ရတော့တယ်အဲ့ဖျားမှာတော့တီလဆောင်ထိန်နေတဲ့ ရတဲ့ကြီးတပါရှိနေတာကိုတွေ့လိုက်ရတော့တယ်။အဲရတဲ့ကြီးဟာတရားထိုင်နေရင်ကနေမောင်ညာနာရဲ့ပူပန်မှုကိုသိရှိပြီးတော့သူ့ကိုလမ်းခေါ်လိုက်တော့တယ်။အမောင်မင်းရဲ့နှလုံးသားတွေကပူပန်မှုကိုငါသိသည်။မင်းရဲ့ယူရဲ့ချက်ကမြင့်မြတ်ပြီမဲ့ခီးကတော့ကျန်းလာလိမ့်မယ်။ရေအောင်နှက်ပြူကိုသွားဖို့ဆိုရင်တော့မင်းအောင်ကြီးကဝဲကြီးရဲ့ကြီးတစ်ခုကိုဖြတ်ကျော်ရမယ်။အဲ့ဒီမှာရှင်နဲ့ဘလူတွေရှင်နဲ့မိစ္ဆာတွေကစောင်းကြနေလိမ့်မယ်။ ဒါပေမဲ့မင်းရဲ့စိတ်ဓာတ်ခိုင်မာပြီးတော့မကြမယုံရင်ဆိုင်နိုင်မယ်ဆိုရင်တော့အောင်မြင်နိုင်မှာပါ။ရသည့်ကြီးကသူ့လက်ထက်ကဝင်းကားပုံစံရေမြုပ်တစ်ခုကိုပေးလိုက်ပြီးတော့ဒီရေမြုပ်ကမင်းကိုရေအောက်မှာအသက်ရှူနိုင်အောင်လို့ကူညီပေးလိုက်မယ်။ဒါပေမဲ့မင်းရဲ့စိတ်ဓာတ်ကိုတော့အမြဲတမ်းခိုင်မာအောင်ထားရမယ်။မဟုတ်ရင်တော့ရှင်ဝရဲ့လက်ပြချင်းကိုခံရလိမ့်မယ်လို့ရသည့်ကြီးကမောင်ညာနာကိုပြောလိုက်တော့တာပေါ့။အဲ့လိုနဲ့ရသည့်ကြီးရဲ့စကားကိုကြားသွားတဲ့မောင်ညာနာ အားတက်သွားတော့တယ်။သူဟာရည်တည်ကြီးကိုကျေးဇူးတင်စကားပြောပြီးတော့မင်းအောင်ချီကဝဲခရဲ့ကြီးစီကိုထွက်ခွာခဲ့တော့တယ်။မောင်ညာနာရဲ့စိတ်ထဲမှာတော့မေနန္ဒာနဲ့ရွာသားတွေကိုပြန်လဲအသက်သွင်းဖို့ဆိုတဲ့ရည်မှန်းချက်ပဲရှိနေခဲ့တော့တယ်။မောင်ညာနာရည်တည်ကြီးညူပြတဲ့အတိုင်းကိုမင်းအောင်ချီကိုရောက်လာခဲ့တော့တယ်။အဲမှာတော့ကြီးမားတဲ့ဝဲခရဲ့ကြီးတခုလဲပတ်နေအောင်တွေးလိုက်ရတော့တယ်။ဝဲခရက်ကိုဝင်ရောက်လိုက်တာနဲ့တပြိုင်တည်းရေအောက်ကဘာတစ်ခုကိုရောက်ရှိသွားခဲ့တော့တယ် အဲ့ဒီကဘာကြီးကအပြင်လောကနဲ့မတူဘဲနဲ့စမ်းကျင်လှပလို့နေတယ်။ရေအောက်တစ်ပင်ပန်းမှန်တွေကတလဲလဲတောက်ပနေပြီးတော့ငါးကြီးငါးငယ်တွေကလည်းလှပစွာနဲ့ကူးခတ်နေကြတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲသူ့ရှိဦးတော့ရေနဲ့ဘလူးကြီးတကောင်က ပေါ်လာခဲ့တော့တယ်။အဲ့ဒီဘလူးကခန္ဓာကိုယ်ကြီးမပြီးတော့မျက်လုံးတွေကမေးလို့ရဲနေတော့တယ်။သူ့ရဲ့ကိုယ်ပေါ်မှာတော့ရေညှိတွေနဲ့ပင်လယ်တက်တော်ကအသေးလေးတွေတွေ့ကပ်လို့နေတယ်။အိုးအမောင်လူသား မင်းတူဘာလုပ်တာလဲဒီနေရာကလူသားတွေနေတဲ့နေရာမဟုတ်ဘူးဘဲကရောက်လာတာလဲအတန်မဆုံးရှုံးချင်တော့ပြန်လှည့်သွားအဲ့လိုဘလူကကျင်းဝါလိုက်တော့တယ်သူ့အတန်ကရေအောက်မှာပတ်တင်ထပ်ပြီးတော့မောင်ညာနာရဲ့နားစီတွေကိုလာရက်ခတ်နေတယ်လို့ပါပဲမောင်ညာနာက မကြောက်မရွံ့ပဲအကျွန်ုပ်ဟာမဲနန်တာကိုပြန်လဲအသက်သွင်းဖို့အတွက်လာခဲ့တာပါအကျွန်ုပ်အကူရဲ့မိုက်မဲမှုကြောင့်ဖြစ်ခဲ့ရတဲ့တွေအတွက်လာရောက်တမ်းမှန်နံပါတ်လို့ပြန်ဖြေလိုက်တော့တာပေါ့ အဲ့ဒီခါမှာတော့ဘလူးကကြေလောင်စွာရီမောလိုက်ပြီးတော့မဲအနန္ဒာကိုပြန်လို့ချင်းတော့ငါ့ကိုအရင်တိုက်ခိုက်ရလိမ့်မယ်။မင်းရဲ့အသက်ကိုတတ်ပြီးတော့ငါစားလိုက်ရအောင်လို့ပြောပြီးတော့မောင်ညာနာကိုတိုက်ခိုက်ဖို့ပြင်လိုက်တော့တာပေါ့။အဲ့ဒီခါမှာတော့မောင်ညာနာဟာသူ့မှာရှိရဲ့ငါးဖက်လန်နဲ့ဘလူးကိုရဲရဲဝဲဝဲခုခံတိုက်ခိုက်ခဲ့တော့တယ်။သူကနေပေါင်းများစွာငါးဖိန်နဲ့ကျွမ်းကျင်ခဲ့တဲ့အတိုင်းပါပဲ။ဘလူးရဲ့လှုပ်ရှားမှုတွေကိုရှောင်တိမ်ပြီးတော့တုတ်ပြန်တိုက်ခိုက်ခဲ့တော့တာပေါ့။ ဘလူးရဲ့လက်ချေကရေမော်တာနဲ့ရေလိုင်းတွေကိုထုတ်လုပ်ပြီးတော့မောင်ညာနာကိုတိုက်ခိုက်ခဲ့ပြီးမယ်။မောင်ညာနာဟာကျွမ်းကျင်စွာနဲ့ရှောင်တိန်နိုင်ခဲ့တော့တယ်။နောက်ဆုံးမှာတော့ဘလူးရဲ့အားနည်းချက်ကိုသိရှိပြီးတော့သူ့လည်းနဲ့ဘလူးရဲ့ခန္ဓာကိုထိုးဖောက်လိုက်ရမှာတော့ဘလူးဟာချက်ချင်းပဲပြောက်ကွယ်သွားခဲ့တော့တယ်တဲ့။ဒီလိုဘလူးကိုအနိုင်ယူပြီးတဲ့နောက်မောင်ညာနာဆစ်လက်ပြီးတော့ခီးဆက်ခဲ့တော့တယ်။လမ်းမှာတော့ရေနာမိတ်ဆာတွေနဲ့ထပ်မံရင်ဆိုင်ရတော့တာပေါ့။ရေနာမိတ်ဆာတွေကငါးအတွင်ဆောင်ပြီးတော့ မောင်ညာနာကိုထောင်ချောက်စီမှုစူးစားခဲ့တော်တယ်။သူတို့ကလပတဲ့ပန်းမွင့်တွေအတွင်ဆောင်ပြီးတော့မောင်ညာနာကိုလက်စားဖို့စူးစားခဲ့တော်တယ်။ဒါပေမဲ့မောင်ညာနာသူတို့ရဲ့လက်ကွက်တွေကိုရိပ်မိပြီးတော့ရှောင်တိန်နိုင်ခဲ့တော်တာပေါ့။မိစ္ဆာတွေကသူ့ကိုအစင်းခွေတွေထွက်လုပြီးတော့မေးလဲအောင်စူးစားခဲ့ကြပြီမဲ့။မောင်ညာနာသူ့ရဲ့ခနာကိုယ်ကိုထိန်းချုပ်ပြီးတော့ရှောင်တိန်နိုင်ခဲ့တော်တယ်။သူရဲ့စိတ်ထခံမှမှုကြောင့်မိစ္ဆာတွေကသူ့ကိုဘာမှမလုပ်နိုင်ခဲ့ပါဘူးလေ အဲ့လိုနဲ့ခီးကျန်ပြီးဆုံးပြီးတဲ့နောက်မှာတော့မောင်ညာနာရေအောင်နတ်ပြည်ရဲ့နန်းတော်ကြီးကိုရောက်ရှိလာခဲ့တော့တယ်။နန်းတော်ကြီးကရွှေရည်ကြောင်းမြေရဏာနေနဲ့တိဆောက်ထားပြီးတော့တလက်လက်ကိုတောက်ပနေတော့တာပေါ့။အဲ့ဒီနေရာမှာတော့ရေအောင်ကဘာရဲ့တခြားနေရာတွေလိုအမောင်မကျနေပဲနဲ့တောက်ပတဲ့အလင်းရောင်တွေကထွက်ပေါ်လို့နေလေ။နန်းတော်ရဲ့အလဲဘဟုမှာတော့နတ်မြင့်ကြီးတိတိမနီဟာသူ့ရဲ့နတ်ပလင်ပေါ်မှာထိုင်နေရာကိုတွေးလိုက်ရတော့တယ်။ သူ့ရဲ့ပက်လက်မှာတော့ရေနဲ့သားတွေရေနဲ့သမီးတွေကဝေးရံနေကြတော့တယ်။သူတို့ရဲ့ဝိယုံတွေကတလဲလဲတောက်ပနေပြီးတော့တတိမဏီရဲ့မျက်နှာမှာတော့ဂုံးချက်နဲ့တကူအစမ်းတွေအပြည့်စုံရှိနေတော့တယ်။တတိမဏီကမောင်ညာနာကိုမြင်တော့မျက်မှောင်ကြီးကိုကျုပ်ပြီးတော့"အိုးအမောင်လူသားမင်းဒီဒီဘလို့ရောက်လာတာလဲ။မင်းဟာအသက်ကိုပဏာနာမထားဘဲနဲ့ဒီလိုလာရင်လာလားလို့မေးလိုက်ပါတော့တယ်။အဲ့ဒီခါမှတော့မောင်ညာနာ မကြောက်မရွံ့မနဲ့ အကျွန်ုပ်ဟာမေနန္ဒာကိုပြန်လည်အသက်သွင်းဖို့အတွက်လာခဲ့တာပါအကျွန်ုပ်ကိုရဲ့မိုက်မေမှုကြောင့်ဖြစ်ခဲ့ရတာတွေအတွက်တောင်းပန်ပါတယ်ဗျာအကျွန်ုပ်ဟာအပြစ်ရှိတဲ့သူတယောက်မဟုတ်ပေမဲ့အကျွန်ုပ်ကိုရဲ့အပြစ်အတွက်ကျွန်ုပ်တောင်းဝန်ယူပါတယ်လို့ပြောလိုက်တော့တာပေါ့အဲ့ဒီခါမှာတော့တိရိမဏိကမောင်ညာနာရဲ့တတိကိုချီးကျူးလိုက်ပြီးတော့မင်းရဲ့ယူရဲ့ချက်ကမြင့်မြတ်ပေမဲ့မေနန္ဒာကိုပြန်လည်အသက်သွင်းဖို့ဆိုတာကမလွယ်ဘူးငါနဲ့စစ်တူရင်ပွဲကစားပြီးတော့ မင်းအနိုင်ရမယ်ဆိုရင်တော့မင်းလိုချင်တာကိုပေးပါမယ်။ဒါပေမဲ့မင်းသာရှုံးနေခင်တော့မင်းရဲ့အသက်ကိုအာနေရလိမ့်မယ်လို့ပြောလိုက်တော့တယ်။စစ်တွင်ပွဲဆိုတာကတာမန်စစ်တွင်ပွဲမဟုတ်ပဲ။နေတုရဲ့စစ်တွင်ပွဲဖြစ်လေတော့တယ်။အဲ့ဒီခါမှာတော့အယုတ်ဒီကအသက်ဝင်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်တကယ်တိုက်ခိုက်ကြတော့တာပေါ့။အယုတ်ဒီကရေအောက်ပင်လဲတတဝါမျိုးစုံပုံစံနဲ့နတ်အသွင်ပြင်းပြီးဖြစ်ကြတော့တယ်။မောင်ညာနာစစ်တွင်ကစားရမှာတော့ ကျန်းကျင်သူတရားမဟုတ်ပေမဲ့သူ့ရဲ့ညာရင်ညာသွေးနဲ့စင်ကျင်တဲ့တရားကိုအသုံးပြုပြီးတော့စစ်တုရင်ပွဲကိုကစားခဲ့တော့တယ်။သူကအကွက်ကြကြစဉ်းစားပြီးတော့တိုက်ခိုက်ခဲ့တော့တယ်။တိရိမဏီကသူ့ရဲ့တကူအစွန်းနဲ့မောင်ညာနာကိုအနိုင်ယူဖို့အတွက်ကြိုးစားခဲ့ပြီးမဲ့လဲ။မောင်ညာနာရဲ့ဆုံးဖြတ်ချက်ခံမှမှုနဲ့ဉာဏ်ပညာကိုတော့သူလေးစားသွားမိတော့တယ်။နောက်ဆုံးမှာတော့မောင်ညာနာနဲ့သူ့ရဲ့စစ်တုရင်ပွဲမှာတော့တိရိမဏီကိုအနိုင်ယူနိုင်ခဲ့တော့တယ်။ မောင်ညာနနိုင်လိုက်တာနဲ့အ내တွေအားလုံးဟာလက်ခုပ်တန်နေတိုးတော့ညအောင်တီးကြတော့တာပေါ့တီတီမနီဟာသူ့ဂရီအတိုင်းပါပဲအဲ့လိုနဲ့တီတီမနီဟာသူ့ရဲ့ဂရီအတိုင်းပါပဲမဲနန်တောင်းပြန်လဲအသက်သွေးပေးလိုက်တော့တာပေါ့မဲနန်တောင်းပြန်လဲအသက်ရှင်လာတော့မောင်ညာနဟာဝမ်းသာလွန်းလို့မြေရွေပင်ကြာစင်းခဲရတော့တယ်ကျေးဇူးတင်ပါတယ်မောင်ညာနာမင်းကြောင့်ကျမပြန်လဲအသက်ရှင်လာရပါပြီမင်းရဲ့တက်တိတဲ့စေတနာကို ကျွန်မဘယ်တော့မှမမိပါဘူးလို့မေနန္ဒာပြုံးပြီးပြောလိုက်တော့တယ်။မေနန္ဒာမောင်ညာနာကိုရွှေအိုကူရာ90ကုလုံးကိုပေးဖို့ကတိပြုခဲ့ပြီးမယ်လေ။မောင်ညာနာကတော့ညှိပယ်လိုက်တော့တယ်။ကျွန်တော်ရွှေတွေမလိုချင်ပါဘူးမေနန္ဒာ။ကျွန်တော်လိုချင်တာကကျွန်တော်ရောပြန်လဲအသက်သွင်းဖို့နဲ့လူသားတွေကြားမှာလောဘကင်းမဲ့တဲ့ဘဝလေးကိုပဲပန်ဆန်ချင်တာပါလို့ပြောပြလိုက်တော့တာပေါ့။အဲဒီအခါမှာတော့တီတီမနီကမောင်ညာနာရဲ့စိတ်တောက်ကိုလေးစားမိသွားပြီးတော့ ်ရွာကိုပြန်လဲတိဆောက်ဖို့နဲ့ရွာသားတွေကိုပြန်လဲအသက်သင်ဖို့အတွက်ကတိပြုလိုက်တော့တာပေါ့သူဟာသူ့ရဲ့တကူအစွန်းနဲ့မိအောက်ကိုနှိမ့်မြုပ်သွားတဲ့ရွာလေးကိုပြန်လဲပေါ်ထွက်လာစီပြီးတော့ရွာသားတွေကိုလည်းအသက်ပြန်သွင်းပေးခဲ့တော့တယ်ရွာသားတွေဟာသူတို့ပြန်လဲအသက်ရှင်လာတာကိုအံ့ဩဝမ်းသာဖြစ်ပြီးတော့မောင်ညာနာကိုကျေးဇူးတင်ခဲ့ကြတော့တာပေါ့ဒီလိုနဲ့မေနနာကိုတတ်ခဲ့တဲ့ဖြတ်တီကတော့သူ့ရဲ့လောဘကြောင့်မိအောက်ကိုနှိမ့်မြုပ်သွားခဲ့ရတော့တယ် သီရိမဏိကဗျာတိရဲ့ဝိညာဉ်ကိုရေအောက်နတ်ပြည်ရဲ့အမောင်တို့ထဲမှာတော့ခြာဝရဒုက္ခခံစီပြီးတော့သူ့ရဲ့အပြစ်ကိုပေးစခိုင်းတော့တယ်။ဒီလိုနဲ့သူ့ရဲ့ဝိညာဉ်ဟာရွှေငမန်းတင်ဆောင်ပြီးတော့မြစ်ထဲမှာခြာဝရကူးခတ်နေရပြီးတော့ဘယ်တော့မှအနာမရနိုင်ခဲ့ပါဘူးလေ။နားဆင်သူများရှင်ဒီပုံမြင်လေးမှာတော့လောဘရဲ့စူးကျူးကိုထင်ရှားစွာပြသနေပါတော့တယ်။လောဘတွေကြောင့် လူကြောက်ဟာဘလောက်အထိစိုးကျိုးတွေခံစားရနိုင်လဲဆိုတာကိုတော့အတိပေးနေတာပဲဖြစ်ပါတော့တယ်။မောင်ညာနာရဲ့ရှိုးတာမှုနဲ့ကျင်နာမှုကသူ့အသက်ပြီးကလွမြောက်စီခဲယုံသားမက သူ့ရဲ့ရွာကိုလည်းပြန်လဲပြီးတော့အသက်သွင်းပေးနိုင်ခဲ့တော့တယ်။မြမတန်တားကြီးတွေထဲမှာတော့ရေနဲ့ပြည့်စိတ်ဝင်စားဖွယ်ရှုပ်ရစမ်းကြတဲ့ကပိုင်းနတ်ဘလူးတွေနဲ့ရေနာမိတ်ဆာရဲ့ရင်ဆိုင်ရတဲ့စွန့်စားကနေပြီးတော့စစ်တုရင်ပွဲကနေတစဉ်အောင်မြင်မှုရရှိခဲ့တဲ့ဆက်လန်းတွေဟာ ချူကြတဲ့အငွေ့သက်တွေကိုဖန်ပြီးပေးခဲ့တော့တယ်။ဒီပုံမီလေးမှာတော့လောဘရဲ့စိုးကျိုးတွေနဲ့ယူသားမှုရဲ့အကျိုးကျေးဇူးတွေကိုထင်ရှားစွာပြတ်တနေတဲ့မြမဂျန်နာရီပုံမီတစ်ပုဒ်ပဲဖြစ်ပါတော့တယ်။ရွှေသားလေးမြစ်ကလည်းအရှင်လို ကြည်လင်နေပြီးတော့မယိုးကူရွာလေးဟာလည်းပြန်လဲပြီးတော့အသက်ဝင်လာကတငါသေးတွေဟာလည်းပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လဲပြီးတော့ငါးဖန်းနေကြပါတော့တယ်။နားဆင်သူများရှင် အခုဖပြခဲ့တဲ့ပုံမြင်အကြောင်းအရာလေးကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရပုံမြင်အကြောင်းအရာလေးကိုနားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးဆက်မြော်နားဆင်ပေးပါဦးရှင်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။